ကဲဒါဒါဆိုဆရာတို့နံပါတ်2ကိုဆက်သွားမယ်နော်နံပါတ်2က read ဆိုတာဖတ်ပါတဲ့နော် the following manner အောက်ပါ manner ဆိုတာအပြုမူတွေကိုဖတ်ပါတဲ့ပြီးတော့ရင် decide ဆုံးဖြတ်ပါနော် whether each manner each manner အပြုမူတစ်ခုစီက is good or bad ကောင်းသလားဆိုးသလားဆုံးဖြတ်ပါတဲ့နော် mark your answer mark ဆိုတာအမှတ်ချက်ခိုင်းတယ်နော်မင်းရဲ့အဖြေကိုအမှတ်ချက်ပေးပါတဲ့ then ပြီးနောက်မှာ compare နိုင်ရှင်မှာ your answer မင်းရဲ့အဖြေတွေကိုနိုင်ရှင်မှာ what a partner မင်းရဲ့ partner ဆိုတာအဖော်ကိုပြောတာနော်မင်းရဲ့အဖော်တယောက်နဲ့နိုင်ရှင်မှာတဲ့ကဲဟုတ်ပြီဆရာတို့မှာ manners အပြုအမူတွေကိုဆရာတို့ကြည့်မယ်ဒီမှာ manners အဲ manners ဆိုတဲ့အပြုအမူတွေကိုကြည့်မယ်ပထမဆုံး number 1အပြုအမူကဘာလဲ say ရင်ပြောတာ say ရင်ကပြောတာ please and thank you please ဆိုတာကြတော့ကျေးဇူးပြုရေးပေါ့နော်တစုံတစ်ခုကိုကသူများကို ခိုင်းနေပေါ့နော်တောင်းဆိုတယ်ပေါ့အဲ့လိုမျိုးလှောက်ခိုင်းနေဆိုရင် please ကိုသုံးပြီးပြောရတယ် thank you ကကြတော့သူတစ်ပါးကကိုယ့်ကိုအကူအညီပေးလာတဲ့အခါကျရင်အဲအဲ့သူကူညီတာကိုကျေးဇူးတင်ကြောင်း thank you လို့ပြန်ပြောပေးရတယ်ဟုတ်ပြီနော်အဲအဲ့လိုပြောတဲ့အပြုအမူတွေကကောင်းလားဆိုလား good ပေါ့ good ပတ်မှာအမှန်ချစ်လိုက်ဟုတ်ပြီနော် good ပတ်မှာအမှန်ချစ်လိုက်ပြီနော်နောက်တစ်ခုနံပါတ်2 speaking ကပြောတာ loudly ကအကျယ်ကြီးပဲပြောတာ on the mobile phone ဖုန်းနဲ့အတန်ကျယ်ကြီးပြောတာဟုတ်ပြီနော် in public places ဟုတ်ပြီနော် public places ဆိုတာအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာထားပါတော့နော်ဒီဆရာရန်ကုန်မှာဆိုပန်းချံတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးလူတွေစုဝေးပြီးပူတဲ့အခါမှာပန်းချံတွေဘာတွေမှာလာနားကြရလေအဲ့လိုနေရာတွေမှာကိုကအများပြည်သူရှိတဲ့နေရာတွေမှာအခြေကြီးပြောတာနော်တခြားနေရာတွေလည်းရှိအောင်ပါပေါ့ရုပ်ရှင်ရုံတို့ဘာလို့အဲ့လိုအများပြည်သူနဲ့ပတ်သက်တဲ့နေရာတွေမှာစကားကိုအခြေကြီးပြောတာကောင်းတဲ့အကျင့်လားဆိုးတဲ့အကျင့်လား မကောင်းဘူးเนาะ bad bad မှာအမှန်ချလိုက်ဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ number 3ရောက်သွားပြီ talking စကားပြောတာ talking with စကားပြောတာ with your mouth full mouth full ဆိုဖူးကပြည်တာ mouth ကပါဇက်လေပါဇက်ပြည်ရယ်ဆိုအမှန်တော့ပြောချင်တာပါဇက်ထဲမှာအစားအစာတွေပြည်ပြီးတော့စကားပြောတာဆိုလိုချင်တာပလောက်ပလောင်းတဲ့စကားပြောတာပါဇက်ထဲမှာအစားအစာနေနေတဲ့စကားပြောတာအဲ့အကျင့်ကိုဆရာတို့ ဘယ်လိုပြောရမလဲမကောင်းတဲ့အလေးချင်းလိုပဲယူဆကြရတယ်နော်အဲ့တော့ bad bad မှာအမှန်ချင်းမယ်နောက်တစ်ခါနံပါတ်4ရောက်သွားပြီ giving up your seat your seat ဆိုမင်းရဲ့ထိုင်ခုံကိုတဲ့ giving up ကပေးလိုက်တာပေါ့ဒီမှာနော် to an elder elder ဆိုတာကိုယ့်ထက်အသက်ကြီးတဲ့သူကို ပေးလိုက်တယ် wine wine ကဇင်တွင်ပေါ့နော် using public transport เนาะ using ကအသုံးပြုတာ public transport ဆိုတာ public ကအများပြည်လူနဲ့ဆိုင်တဲ့ transport ဆိုတာကတည်ယူပို့ဆောင်ရေးတွေပြောတာရထားစီးတာတို့ bus ကားစီးတာတို့ဟုတ်ပြီနော်အဲအဲ့လိုမျိုးရထားတွေ bus ကားတွေစီးတဲ့အခါမှာကိုယ့်ထက်ကြီးတဲ့လူကိုနေရာထိုင်ကုန်ပေးတာအဲ့ဒါကောင်းတဲ့အပြုအမူပေါ့နော်အဲ့တော့ကိုယ့်ဘက်မှာအမှန်ချင်မယ်ဟုတ်ပြီနောက်တစ်ခုနံပါတ်နော် interrupting interrupting ဆိုတာဂျားဝင်တာနော်ဂျားဝင်နှောက်ရက်တာ someone တစုံတစ်ယောက်ကို why ဆိုတာဇင်တွင် he or she is speaking သူစကားပြောနေတဲ့အချိန်မှာเนาะသူတစ်ပါးစကားပြောနေတဲ့အချိန်မှာကြားဖြတ်ပြီးဝင် ပြောတာเนาะ interrupting ဆိုတာကြားဖြတ်နောက်ဆက်တာဒီမှာတော့ကြားဖြတ်ပြီးဝင်ပြောတာသူများစကားပြောရင်ကြားဖြတ်ပြီးဝင်ပြောတာကကောင်းလားဆိုးလားဆိုးတာပေါ့ bad မှာအမှန်ချင်မယ်နောက်တစ်ခု number 6 using ကအသုံးပြုတာเนาะ abuses abuses ဆိုရိုင်းစိုင်းသောယဉ်သီးသော adjective เนาะ အပြုစစ်ဆွဲစကားလုံးလေးပြန်ပြောမယ်ရိုင်းဆိုင်တော့ရှင်တီတော့ဟုတ်ပြီနော်ဒီတော့ရင် bad ဆိုတာဆိုးရွားတော့ language ဆိုတာဘာသာစကားကိုတောင်းတာဆဲဆိုတာတို့မရိုင်းတာတို့အဲအဲ့လိုစကားပြောတာပေါ့နော် abusive or bad language ဆိုတာမကောင်းတဲ့စကားလုံးတွေကြမ်းတမ်းတဲ့စကားလုံးတွေရိုင်းတဲ့စကားလုံးတွေပြောတာအဲ့ဒါကိုလာဘတ်လာဆိုတာ bad ပေါ့နောက်တစ်ခု number 7 pain ဆိုတာကကြတော့ pain respect ပေါ့နော် pain respect ဆိုတာကကြတော့ဆရာတို့ အဲယူသေးသမှုပြူတာပေါ့နော်ယူသေးပေးတာပေါ့ to your elder မှာမြင်တာပြမယ် to your elder ကိုယ့်ရဲ့ကိုထက်ကြီးတဲ့လူတွေကိုတက်ကြီးတဲ့လူတွေကိုအယူသေးပေးတာနော်အဲအဲ့ဒါကကြတော့ကောင်းတာပေါ့ကွန်မန်တာပေါ့ဟုတ်ပြီနော်ကွန်မန်အမှန်ချင်းမယ် number 8ဟုတ်ပြီနော် bowing your hat နော် bowing your hat ဆိုတာကကြတော့ဟိုပါပေါ့ခေါင်းငုပ်တာပေါ့နော် ဘောင်းဆိုတာဒီမှာဘောင်းဆိုတာ BW ဘောင်းခေါင်းငုတ်တာနော်ခေါင်းငုတ်ယူသေးပေးတာ one you walk မင်းလမ်းလျှောက်တဲ့အခါမှာ before elder elder ဆိုတာကကိုယ့်ထက်အသက်ကြီးတဲ့သူတွေ before ကရှေ့မှာကိုယ့်ထက်အသက်ကြီးတဲ့သူတွေရဲ့ရှေ့မှာလမ်းလျှောက်တဲ့အခါမှာခေါင်းလေးကိုငုတ်ပြီးတော့လမ်းလျှောက်တာအဲ့ဒါ good la bad la ဆိုတော့ good ပေါ့နော်ခေါင်းနဲ့အပြုတ်မျိုးလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခု number 9 smoking slate တော့တာ in non-smoking area non-smoking area ဆိုတာစလိတ်မတောက်ရတဲ့နေရာတွေမှာစလိတ်တောက်မတောက်ရအောင်တားမြစ်ထားတဲ့နေရာတွေမှာစလိတ်တောက်တာဟုတ်ပြီเนาะအဲ့တော့အဲ့ဒါကကိုလာပလာဆိုတဲ့ဘတ်ပေါ့နောက်တစ်ခုနံပါတ်10 spitting ဆိုတာတရွေးထွေးရเนาะ in public places နော်အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာကိုယ့်အိမ်မှာကိုထွေးတာကိုပြောတာမဟုတ်ဘူးနော်အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာနော်တရွေးထွေးတာနော်အဲ့လိုမျိုးဆွမ်းနာပြောလို့ဘူရာယုံတို့နော် ဟိုရုပ်ရှင်ရုံတို့စီနီမတ်တို့ပါလို့လဲပါလာပဲပေါ့နော်အဲ့လိုမျိုးအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာသတိထွေးတာအဲ့ဒါမကောင်းဘောဘတ်မန်ချင်မယ်ကဲနံပါတ်11ကိုသွားမယ်နော်နံပါတ်11ကကြတော့ဒီမှာ putting away ဆို putting away ဆိုထားတာပေါ့နော် ထားတာနေရာကြကြကိုထားနေကြနေရာတစ်ခုမှာထားတာ litter ဆိုတာအမှိုက်တွေကို in the dustbin dustbin ဆိုတာက အမှိုက်ပုံးကိုပြောတာဆိုလိုချင်တာအမှိုက်တွေကိုအမှိုက်ပုံးထဲမှာစနစ်တကျထားတာ ကဲအဲ့ဒါကောင်းတဲ့ habit ပေါ့နော်ကောင်းတဲ့ sorry manners ပေါ့အမူအကျင့်ဆိုတော့ဘာမှအမှတ်ချက်မလဲ good good ဘာမှအမှတ်ချက်လိုက်မယ်ပြီးတော့နောက်တစ်ခု number 3 covering your mouth covering ကဖုံးအုပ်တာ your mouth မင်းရဲ့ပါးစပ်ကိုဖုံးအုပ်ထားတယ် with your hand မင်းရဲ့လက်နဲ့အုပ်ထားတယ်မင်းရဲ့လက်နဲ့အုပ်ထားတယ် when you cough cough ဆိုတာချောင်းဆိုးတာကိုပြောတာနော်ချောင်းဆိုးတဲ့အခါမှာပါးစပ်ကိုလက်ကလေးအုပ်ပြီးတော့ချောင်းဆိုးတာ ဒါကောင်းတဲ့အမှုချင်းအပြုမှုဆိုတော့ဆရာတို့ဒီမှာကိုယ့်ဘက်မှာအမှန်ချင်းဟုတ်ပြီနော်